အာနာသိန်းရစဉ်အဓိကအကြောင်းရင်းတစ်ချက်ကဒေါအောင်ဆန်းစုကြည်ရဲ့ခြေလမ်းကိုကြောက်လို့2008စာအုပ်ကြီးရဲ့ကသူတို့ဘလောက်ပိတ်ဆို့ရေးဆွဲထားပါစေဥက္ကိုနီကဖောက်ထွက်ပြန်လိုက်ပါတယ်။ဒါကြောင့်အသက်ပါလုံခြံပြစ်လိုက်တယ်။ဒါပေမဲ့2008ကိုဒေါအောင်ဆန်းစုကြည်ကတနည်းနည်းနဲ့ပြင်မာကိုသူသိတယ်စစ်တပ်အာနာကိုတဖြည်းဖြည်းနဲ့ရှော့ချတဲ့နည်းနဲ့သွားမယ်။နောက်ဆုံး2008ကြီးပြိုလဲရင်ငါတို့ခွေးပြင်းရချင်ရဆိုတဲ့ကြောက်စိတ်နဲ့ရှေးကဗာကြီးတွေကိုနမူနာယူပြီးအာနာထသိမ်းလိုက်တာပဲ ဒါပေမဲ့ဒေါအောင်ဆန်းစုကြည်အစိုးရ၅နှစ်အတွင်းမှာလူလူရရှိခဲ့တဲ့ဒီမိုကရေစီအသေးစားလေးဆိုပြီးမြတိုးတက်မှုတွေကိုမျက်ဝါးထင်ထင်တွေ့မြင်ခံစားခဲ့ကြပြီးကိုမျော်လင့်ချက်ပြည်내ရှေ့ဆက်ဖို့ပြင်ဆင်နေချိန်မှာအာဏာသိမ်းလိုက်ခြင်းကပြည်သူလူထုတရေလုံးရဲ့အရာရာကိုရိုက်ချိုးလိုက်တာပဲကိုဒါကြောင့်လူလူကထင်မထားလောက်အောင်ဆန့်ကျင်ကြတာကိုသူခံရတယ်သူကိုယ်တိုင်ဝန်ခံထားတယ်ပိုဆိုးရကလက်နက်ကင်တော်လိုင်းအထိပါကူးပြောင်းသွားတဲ့အပြင်ယာယီပြည်သူအစိုးရပါဖွဲ့နိုင်ခဲ့တဲ့အတွက်မင်းအောင်လိုက်အတွက်ဂိမ်းကြီး တလဲတချော်ဖြစ်ကုန်ပါတယ်နောက်ဆုံးလို့မရအောင်သူလက်လွန်သွားခဲ့ပြီးယူယူမိုက်မိုက်ရှိဆက်တူနေရပါဘယ်အချိန်ပြိုလဲမလဲဘလူးမအတိအကျမပြောနိုင်ပြီးမြေဒီတစ်ချိန်တော့စေအုပ်စုရဲ့နောက်ဆုံးအချိန်မှာဘယ်နည်းနဲ့ဖြစ်ဖြစ်တစ်ချိန်ပြိုလဲကိုပြိုလဲရမယ်ဆိုတာသိစားသွားခင်ရပါပြီစစ်တပ်တခုလုံးပြိုလဲသွားဖို့အတွက်ကမလဲဘူးဆိုတာလက်ခံထားဖို့လိုတယ်ဒီတော့တော်လန်ကြီးဘယ်အချိန်အဆုံးသတ်မလဲဆိုတာကဘသူမှအတိအကျမပြောနိုင်ပါဘူး ဒေဇာနာတစ်ခုကတော့ပြည်သူ့ကာကွယ်တပ်မတော်ကတပြေးပြေးအခြေခံလာပြီးခြေကုပ်တနေရာရတာနဲ့ဆဲအုပ်စုကဗန်နီးနဲ့မှတိုင်းပြည်တဝန်းလုံးကိုလွတ်လပ်ကူကူအုပ်ချုပ်လို့မရတော့တာပါဒါတော့ဒေဇာပါရင် NUG ကလည်းရှိနေမယ်ပူခိုင်မာလာမယ် PDF ကလည်းရှိနေမယ်ပူခိုင်မာလာမယ်ပိုထိုးစစ်ဆင်လာနိုင်မှာတော့မင်းနှီးတာမျက်နှာညှိနေစရာမရှိဘူးဒီကာလမှာနေတတ်သူတွေနေရနေကြပါစေလို့ရှိတာထားပါရင်ဆက်လက်ပြီးကြောက်ဖြူခမာယ943တန်ရင်မှာရခိုင်လူမျိုးစစ်သားမိသားစုတွေကိုခြံထားပြီး ကြံတက်မိသားစုတွေကိုရွှေ့ပြောင်းသွားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အင်းအားနှင်းငေတာကြန့်ရှိရတဲ့ကြောက်ပြူချေဆိုင်ခမရ943တန်ရင်းမှာရခိုင်လူမျိုးစစ်သားတွေရဲ့မိသားစုတွေကိုတရင်ထဲမှာခြံထားတာကကြံလူမျိုးတွေရဲ့မိသားစုတွေကိုတစ်ပုတ်တောင်ရေတက်ကိုပြောင်းရွှေ့သွားခဲ့တယ်လို့သိရပါတယ်။သူတို့စစ်ကောင်စီတပ်တွေကရခိုင်စစ်သားတွေထဲမှာတချို့စစ်သားတွေကတိုက်ပွဲမှာကြသွားတယ်တချို့ကလက်နက်ချသွားတယ်တချို့ကလည်းရှေ့ထဲမှာရှိနေသေးတယ်။အဲ့ဒီရခိုင်စစ်သားမိသားစုတွေက943တန်ရင်းထဲမှာပဲခြံထားခံရတယ်လို့သိရပါတယ်။ တခြားလူမျိုးတွေရဲ့စစ်သားမိသားစုတွေကိုတော့တစ်ပုတ်တောင်ရေတပ်ကိုခေါ်ထုတ်သွားတယ်လို့စစ်သားမိသားစုတွေနဲ့ရင်းနှီးသူတန်းဦးကပြောပါရယ်။ရခိုင်မိသားစုတွေက အပါကျန်စစ်သားတွေရဲ့မိသားစုတွေကိုတော့တစ်ပုတ်တောင်ဒညဝီရေတပ်ဌာနချုပ်ကိုခေါ်ယူသွားတယ်လို့သိရပါရယ်။ဇလက်တင်ဆက်ပေးမယ့်အကြောင်းအရာကတော့၃၃နဲ့ကိုကိုတက်မမှုတွေကိုဖြုတ်ထုတ်ရှင်းတဲ့ဇလန်းနောက်ွယ်ဆိုတဲ့အကြောင်းပါ။ အခုရက်ပိုင်းစစ်ကောင်စီတပ်တွင်းကတမမူနှုတ်ဦးရဲ့ဖြုတ်ထုတ်ရှင်ဇလန်းကိုလူများစိတ်ဝင်စားလျက်ရှိပါတယ်။ဆရာနာသိမ့်ပြီးရဲ့နောက်ပိုင်းစစ်ကောင်ဆောင်မင်းအောင်လိုင်ကသူ့အိတ်ကတ်တွင်းကစိုက်ပြီးဆရာမလို့တဲ့ယာတူရောပွဲတူပါအပီးကျန်းနေပါတယ်။တို့တို့အခုလိုအေးအေးယူအပြစ်ပေးမှုကလည်းနှစ်ဆလောက်တူပြီးကျန်းနေလို့ဆိုရပါမယ်။ဒုတိယဗိုလ်ချုပ်ကြီးစိုးထွန်းတဲ့ဒုတိယဗိုလ်ချုပ်ကြီးမုံမြင့်ထွန်းတို့လိုလူကြီးသားကလူကြီးဖြစ်ခဲ့တဲ့သူနဲ့လည်ရင်တပည့်ငွေမွေးစံပေါက်တွေကိုတော့မှအရင်ယူပြခဲ့တယ်မဟုတ်ပါလား။ တိုင်းမှုတွေဆိုရင်လည်းနှီးမြညာပြပဲမင်းအောင်လိုင်းလက်အောက်သဘောကျတဲ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မပခတိုင်းမှုဘူချုပ်ကိုကိုမောင်လူလူမျိုးလည်းတက်ညာမှုမရပဲထောင်ဆင်းနေကြခဲ့တဲ့အလားတူဝင်းနေမီတာယုံကျောင်းဆရာတော်ကိုပြစ်ခတ်မှုမှာအလဲပိုင်းတိုင်းစစ်ဌာနချုပ်လက်ပခတိုင်းမှုဘူချုပ်ကြည်ခိုင်သူ့နောက်ကလက်ပခတိုင်းမှုဘူချုပ်အောင်ခိုင်ဝင်းလည်းစင်ကူကိုလက်လွတ်လိုက်ရတဲ့အတွက်ပြုတ်တဲ့စစ်ကောင်ဆောင်မင်းအောင်လိုင်းငါတလွဲငါကလွဲရင်အကုန်အပြစ်ရှိရဆိုတဲ့သဘောအေးအေးယူခံရတဲ့တာရကတွေဖြစ်တဲ့ တမမိုးစစ်စင်ရေကိုကင်မှုဌာနချုပ်စခခမှုတွေဆိုရင် လက်အောက်တက်တွေကနမေတော်မှတ်မှတ်မိတည်ခင်ပြုတ်သွားတဲ့ဖြစ်စဉ်အများပြားအာနာသိန်းကာလာတရှောင်းမှာရှိခဲ့တယ်။ဒါကြောင့်အခုလက်တော်တမမိုးနှစ်ဦးအေးအေးယူခံရတဲ့ဖြစ်စဉ်ကထူးဆန်းတဲ့ဖြစ်စဉ်မဟုတ်တော့ဘူးလို့ဆိုရမှာဖြစ်ပါတယ်။အာနာသိန်းကာလာအတွင်းလက်အောက်ကအသက်များဘဝများကိုစည်းကျင်နိုင်စနေနေရဲ့စစ်ကောင်းဆောင်မင်းရောက်လာတဲ့အတွက်တမမိုးနှစ်ဦးကိုအေးအေးယူခြင်းကခက်ခဲတဲ့ကိစ္စလည်းမဟုတ်။ဒါပေမဲ့နောက်ွယ်ကအေးအေးယူရခြင်းအကြောင်းရင်းတွေကတော့အနည်းငယ်စိတ်ဝင်စားဖွယ်ကောင်းနေရဲ့လို့ထင်မြင်မိပါတယ်။ တက်တွင်သတင်းအရင်းမြစ်တွေစီကတည်ရတဲ့အချက်လက်တွေနဲ့မီဒီယာတွေမှာဖော်ပြထားတဲ့အချက်တွေကိုပေါင်းစပ်ပြီးတော့စီစစ်ကြည့်မိပါတယ်။တကယ်တမ်းဆိုရင်ကနန်းတမလို့လွဲကူခေါ်ကြတဲ့အမတ်စတိချင်းမြတ်တမဌာနချုပ်တမစတိကလည်းတမတရားတိတိမာတော်တမများလို့စစ်တပ်အတွင်သတ်မှတ်ထားလေးရှိပါတယ်။ဒီတက်တွေကိုအရေးကြီးစစ်စင်ရေးတွေမှာတာဝန်ပေးအပ်လေးရှိသလိုအဲ့ဒီတက်မတွေကိုကုတ်ကင်ရတဲ့တက်မမှုများစုကလည်းတဆင်းမြင့်ရလို့တက်ပြီးရနိုင်သူတွေသာဖြစ်လေရှိပါတယ်။ စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်စခခရီကိုကုတ်ကင်ရတဲ့စခခမူးတွေထံချီမြန်တက်မှဌာနချုပ်တွေကိုကုတ်ကင်ရတဲ့တက်မှမူးတွေကပို့ပြီးအလားလာရှိတဲ့တွေ့ရလို့လည်းသတ်မှတ်လို့ရှိပါတယ်။ဆေးရနာသိန်းကာလအတွင်းတက်မှတွေရောစခခရီပါစစ်စင်ရေးအနာမရပဲနေရာဆုံးမှာတိုက်ပွဲများဖြစ်ပေါ်လာတဲ့အတွက်စစ်စင်ရေးဆောင်ရွက်နေရရှိပါတယ်။အခုတမမှုများအရေးယူခံရတဲ့တမနှစ်ခုအနက်တမ33ကကချင်ပြည်နယ်စကိုင်းတိုင်းနယ်ရှမ်းမြောက်စစ်ကူတို့မှအာနာသိန်းကာလအတွင်းစစ်စင်ရေးဆောင်ရွက်ခဲ့တာကိုတွေ့ရပါတယ်။ အခုဖြုတ်ထုတ်ရှင်းခံရတဲ့တမမှုပုံမှုချုပ်ကျော်စံမြင့်က2023ခုနှစ်မှာပခုတ်ကူမျိုးနယ်မှာအခြေစိုက်တမဖြစ်တဲ့ MT1 တချင်းမြတ်တမဌာနချုပ်အမတာ1001ရဲ့ယာယီတမမှုဖြစ်ပါတယ်။အဲ့ဒီတော့ကတမ33တမမှုပုံမှုချုပ်ကိုကိုလင်းအရေးယူခံရပြီးရဲ့နောက်၎င်းနေရာကိုအစားထိုးဖို့သူ့ကိုတမပြောင်းကတမ33ယာယီတမမှုတာဝန်ပေးခဲ့တာဖြစ်ပါတယ်။ တနည်းအားဖြင့်တမတုံတုံယာယီတမမှုဖြင့်တမပြောင်းလဲပြီးခန့်ခဲ့ခြင်းဖြစ်တဲ့တမမှုဘုံမှုချုပ်ကျော်ဆက်မြင့်ဦးစီးတဲ့ရှီလန်းတမဌာနချုပ်ကလက်လာပါပေါ်ကျွယ်ဝါတဲ့ဖားကန့်တီတာမှာအထိုင်ချပြီးစစ်စင်ရေးကုတ်ခဲ့ခဲ့တာကိုတွေ့ရပါတယ်။သူရှိကဘုံမှုချုပ်ကိုကိုလင်းလက်ထက်ကလည်းပြည်သူများကိုဖမ်းဆီးပြီးပြန်ပြီးဆွဲတယ်လို့ငွေတောင်းခြင်းကချင်ပြည်သူကကွယ်တက် KPDF တွေကိုဖမ်းဆီးနှိစက်တပြက်ခြင်းနဲ့ကြောက်စိန်လောက်ကတွေမှာလက်လာပါများစွာရယူခြင်းဖြင့်တမ33ရှီလန်းတမဌာနချုပ်မှာလက်မိကြီးခဲ့ပါတယ်။ တဖက်ကတမကိုကိုကိုကြည့်ရင်လည်းစစ်အာဏာသိမ်းကာလအတွင်းရခိုင်ပြည်နယ်ရှမ်းမြောင်မကွေးတိုင်းနဲ့ပဲခူးတိုင်းနယ်မြေတွေမှာစစ်စင်ရေးတာဝန်ထမ်းဆောင်ခဲ့ပါတယ်။လာရှိုးကိုလက်လွတ်ရချိန်မှာတမမှုဘုံမှုချုပ်စိုးလိုင်ဦးစီးပြီးတမကိုကိုရှင်နဲ့တမဌာနချုပ်မူစင်မှာအထိုင်ချကိုကဲနေတာဖြစ်ပါတယ်။လာရှိုးကိုလက်လွတ်ရကနီးမှာအရှင်းမြောက်တိုင်းစစ်ဌာနချုပ်ရမခတိုင်မူပူချုပ်ဆိုတင်ကကာစာတာမူဒုတိယပူချုပ်ကြီးနန်းနိုင်ကိုပြန်ဆဲတဲ့အတွက်အဝေးရှိပုံမှုချုပ်ဆိုးလိုင်ကိုနှင်းလဲရမခတိုင်မူဖြစ်ခံခဲ့တယ်။ လာရှုပ်ကိုလက်လွတ်ရရပြီးနောက်အရေးမယူပဲစစ်ကားဆောင်ရဲ့တပင်းရင်းဖြစ်တဲ့ဗိုလ်မှူးချုပ်ဆိုလိုင်ကိုရှမ်းအရှိတိုရီကန်တိုင်းစစ်ဌာနချုပ်ကပခတိုင်းမှုဖြစ်ခံတဲ့အဲ့ဒီနောက်တမကူကိုယာယီတမမှုဖြစ်ဗိုလ်မှူးကြီးမိုးမြင့်ထွန်းကိုယာယီတမမှုဖြစ်ခံထားပြန်နေဒါပေမဲ့သူကကြားဖြတ်ကိစ္စတွေမှာပါဝင်ပတ်သက်မှုရှိကြောင်းတရုတ်ဘက်ကသတင်းပေးတိုင်ကြားခံရတဲ့အတွက်ယာယီတမမှုဘဝနဲ့အရေးယူခံခဲ့ရတဲ့အဲ့ဒီနောက်စစ်ပြူဟာအဖွဲ့အခြေချကော့တောင်းမှာစစ်ပြူဟာမှုဗိုလ်မှူးကြီးတင်မောင်ကျော်ကိုတမကူကိုယာယီတမမှုဖြစ်ခံခဲ့တဲ့ စစ်ဗျူဟာဖွဲ့အခြေချကော့တောင်းနဲ့စစ်ဗျူဟာဖွဲ့အခြေချတာချင်းလေးတို့ကစစ်တပ်တွေမှာနေရာကောင်းဖြစ်နာမည်ကြီးတဲ့အခြေချဗျူဟာတွေဖြစ်ကြပါတယ်။လက်တလုံးအာရခန့်တက်တော်အင်းရဲ့မကွေးထိုးစစ်ကိုပိတ်ဆို့ခံစစ်ဆင်ဖို့တမမူဦးစီးတဲ့ရှေ့တန်းတမ69ဌာနချုပ်ဟာဗရန်မှာအခြေပြုပါတယ်။အခုနှစ်ဇန်နဝါရီ23ရက်နေ့မှာတမမူကဗရန်အခြေဆိုင်အမြောက်စခန်းကုတ်ကဲမှုဌာနချုပ်မဆခ905နေရာကိုရရှိလာကအဲ့ဒီတက်မှာအခြေပြုပြီးစစ်စင်ကိုကဲနေခြင်းဖြစ်ပါတယ်။ အခုလိုတက်မ33နဲ့တက်မ69တို့မှာတက်မမှုတွေကိုအရေးယူတဲ့အခြေအနေများကိုလက်လန်းမိတလောက်လေ့လာကြည့်မိပါတယ်။ဖားကတ်ဒေတာမှာစစ်စင်ဆောင်ရွက်နေတဲ့တက်မ33တက်မမှုပုံမှုချုပ်ကျော်စံမြေကကြောက်စိမ့်လောက်ကတွေကိုရှာရုတာဝန်နဲ့အာနာအလွေသုံးစားလုပ်ပြီးကိုဂျိုးရှာစည်းဝိုင်းလုံဆောင်ခဲ့ပြီးဖားကတ်ကိုစစ်ကောင်စီအင်အား600သုံးပြီးချီတက်လာမှုမှာအင်အားတရာခန့်သာဖားကတ်ကိုရရှိလာတာကြောင့်ဖန်စီစစ်စင်နေခြင်းဖြစ်ကြောင်းသိရပါတယ်။ ဘာကန်ကစစ်ဘိုလ်ချုပ်တီအတွက်စကြက်ကောင်းဖြစ်ပြီးမစားတပ်ပါကစစ်တင်ချိုင်းဖြစ်နေရှိတဲ့နေရာလေးဖြစ်ပါတယ်။2018ခုနှစ်တုန်းကဗိုလ်ချုပ်ညီညီဆွေနဲ့တမတရတဲ့တမမှုဘုံမှုကြောင့်မောင်မောင်ဇန်တို့အေးအေးယူခံရတဲ့အမှုကဖားကန့်ကိစ္စအဓိကဖြစ်ပါတယ်။တက်တွင်းသတင်းတွေအရတမမှုဘုံမှုကြောင့်ကြောဆက်မြစ်ကဖားကန့်မှာစီးရင်ရရှုပ်ထွေးနေစင်မှာပဲ KDB ကကျေစင်တို့လာမင်းတို့ထံမပြတ်မကွက်သတင်းပို့ဖို့တွားရောက်ခဲ့ကြောင်းသိရပါတယ်။အဲ့ဒီသတင်းတွေကနေပြီးတော့စီယုံထီရောက်ရှိပြီးမကြမီအခုလိုအေးအေးယူခံလိုက်ရခြင်းဖြစ်ပါတယ်။ ခံမှန်းကြည့်ရမယ်ဆိုရင်ဖားကန့်လိုနေရာမှာထားပြီးထားပြီးမယ်သူ့အတွက်စစ်ကိုနိုင်အောင်မတိုက်နိုင်တဲ့အပြင်စိန်ခံနေတဲ့အတွက်စကောင်းဆောင်မင်းရောင်လိုင်းကအမျက်တော်ရှာပြီးပုံစံကောင်းကောင်းပြေးလိုက်ချင်လို့ဆိုရမှာပါ။ဒါကြောင့်မိသားစုတွေကိုပါအခြေကျုံနဲ့ထိမ့်သိမ်းပြီးသူ့ကိုမန္တလေးရှိအလဲပိုင်းတိုင်းစစ်ဌာနချုပ်လာပါခရင်နန်းတွင်စစ်ကြောရေးကိုအရောက်တန်းပို့ခြင်းဖြစ်ပါတယ်။တပန်းအင်းရဲ့မကွေးထိုးစစ်ကိုခုခံနေရတဲ့တပ်မကိုကိုတပ်မမှုကိုအရန်အင်အားသွင်းတဲ့ကိစ္စကိုကြည့်မယ်ဆိုရင် စီအထည်နာမှုအတွက်တာဝန်ရှိသူအဖြစ်ခေါင်းဆောင်တက်ပြီးတမမှုယာတို့မှဖင်ရှားခြင်းလို့ယူဆရပါတယ်။အေဘက်ကအမ်ဘရန်လန်ကိုထိန်းချုပ်ပြီးမကွေးတိုင်းထိုးစစ်ကိုပုံဖော်လျက်ရှိပါတယ်။အဲ့ဒီကာလအတွင်းအေနဲ့ပူပေါင်းတပ်တွေရဲ့ထိုးစစ်အတွင်းတမကိုကိုလက်အောက်ခံဤပြာမှုတွေနဲ့ခြေလင်းချင်းမြန်တရင်များအထည်နာခဲ့ကြပါတယ်။တမကိုကိုလက်အောက်ခံမီးပြူဟာ962ရဲ့ယာယီမီးပြူဟာမူဒုတိယဗိုလ်မှူးကြီးချက်ကျော်တပ်ကိုဂုတ်စီယိုးရွာနီမှာဖမ်းဆီးခံရမိတဲ့နောက်သူကိုယ်တိုင်ဖြေဆိုထားတဲ့ရုပ်သံအင်တာဗျူးထွက်ပေါ်ခဲ့ပါတယ်။ အင်တာဗျူးအရတမကိုကိုနဲ့လက်အောက်ခံတပ်တွေအတွင်းအင်အားနဲ့စိတ်ဓာတ်အဆမတန်ကျဆင်းနေကြောင်းပေါ်ကြားခဲ့ပါရယ်အဲ့ဒီဖြစ်စဉ်ကလေးကစစ်ကောင်းဆောင်မင်းရလိုင်းရဲ့အမျိုးသားမှုကိုတမမှုပေါ်မှုချုပ်တင်မှာကျော်ခံခဲ့ရပြီဖြစ်တယ်လို့ရေးသားထားတာကိုပြင်ဆက်ပေးလိုက်ရပါရှင်